အားလုံးပဲမင်္ဂလာပါကျွန်တော်လူပါဦး H5M Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေခင်ဗျာကျွန်တော်တို့လူပါဦးကဆိုရင်ပြည်တွင်းမှာရလတ်ဆိုးတွေနဲ့အတူတူယုံကြည်မှုတွေနဲ့နားလည်မှုတွေပျောက်ဆုံးနေတဲ့အချိန်မှာဒီ Inter Milan ရဲ့ San Siro ကိုင်းကြီးကိုတွားရောက်ပြီးတော့ချန်ပီယံလိပွဲစဉ်တွားရောက်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်လာမယ့်ဗုဒ္ဓဦးညာနှစ်နာရီခွဲမှာရှင်ပြိုင်မဲ့ဒီပွဲစဉ်မှာအာနီဆိုကသူ့ဘဝရဲ့အခက်ခဲဆုံးညတွေထဲကတညဖြစ်လာနိုင်ပါတယ်ဒီပွဲမှာအာနီဆိုအနေနဲ့ဆာလာကိုတဲပြီးပဲပွဲပြန်ထုတ်လာမလားဒါမှမဟုတ်ရင် သူ့ရဲ့ဒါနီးစနစ်အမြင်နဲ့သူ့ရဲ့ခံယူချက်မှန်ကန်ကြောင်းဆိုတော့ကာကွယ်ဖို့အတွက်စာလောက်ခြံထားခဲ့မှာဒီဗီဒီယိုမှာဒီဘဒုဗမဘတ်မလိုက်ပဲနဲ့ ဆာလာပါဝင်ခြင်းနဲ့ဆာလာမပါဝင်ခြင်းတို့ရဲ့အားသာချက်တွေအားနည်းချက်တွေကိုသုံးသပ်သွားမှာဖြစ်ပါတယ်ခင်ဗျာပထမအဆုံးအနေနဲ့ကျွန်တော်တို့ Inter Milan အကြောင်းလေးနဲ့အရင်စရမယ်ဆိုရင်ဒါတို့ရဲ့ San Siro ကွင်းရဆိုရင်လည်း PR အလွန်ကြီးမားပါတယ် Inter Milan ဒီ Champions League ၅ပွဲမှာဆိုရင်၄ပွဲနိုင်၃ပွဲရှုံးဆိုတဲ့ရလနဲ့အတူအဆင့်၄နေရာမှာယက်တည်နေပြီးတော့ Serie A မှာဆိုရင်လည်းအဆင့်၂နေရာမှာယက်တည်ပြီးတော့ပုံစံကောင်းတချို့ပြသထားပါတယ်ဒါပေမဲ့ Inter Milan ရဲ့ Champions League form တော့ နည်းငယ်တော့ခံမရခတ်ပါတယ်သူ့အနေနဲ့ဒီချန်ပီယံလိမှာဆိုရင်အနိုင်ရထားတဲ့၄ဘွဲ့မှာဆိုရင်ဒီအေဂျက်တို့စလာဗီးယားတို့ယူနီယံစိန်ကလွိုက်စ်တို့ပြီးတော့ခိုင်ရက်စ်တို့လိုမျိုးဒီ UC ရဲ့ပေါ့တီးယားအဆင့်နိုင်တဲ့အသင်းတွေအနိုင်ရရှိထားတာဖြစ်ပြီးတော့အက်တလက်တီကိုမက်ထရစ်နဲ့တွေ့တဲ့အခါမှာဆိုရင်တော့သူတို့အနေနဲ့ရှုံးဆိုတဲ့ရလနဲ့ရင်ဆိုင်ခဲ့ရတယ်ဒါကြောင့်ကျွန်တော်တို့လီဗာပူးအနေနဲ့အင်တာမီလန်ကိုအနိုင်ယူဖို့အတွက်အခွင့်အရေးတွေတော့ရှိနေပါတယ် ပြီးတော့ကျွန်တော်တို့လီဗာပူးရဲ့လက်ရှိချန်ပီယံလိအမှတ်ပေးဇယားမှာဆိုရင်အဆင့်73မှာရောက်နေတာကြောင့်ကျွန်တော်တို့ကဒီ128တိုက်ရိုက်ဝင်ဖို့အတွက်ဆိုရင်ဒီပွဲကလုံးဝရှုံးလို့မရတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်အကယ်၍သာကျွန်တော်တို့ရှုံးခဲ့မှဆိုရင်ဒီကိုရိုင်းလည်းအမှတ်ရောက်မှာဖြစ်ပြီးတော့ကိုရဲ့အထက်မှာရက်တည်နေတဲ့အင်တာမီလန်ကိုလည်းအမှတ်ပေးလိုက်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့128 Mac ကဆိုရင်ပို့ပြီးတော့ဝေးသွားနိုင်တယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်တို့က128ဝင်မှုအတွက်ဆိုရင်10ပွဲကန်မှာ2ပွဲလောက်ပဲရှုံးလို့ရတဲ့အနေအထားမှာဆိုရင်ကျွန်တော်တို့က2ပွဲလုံးကိုရှုံးခဲ့ပြီးပြီးပြီးတော့ဒီကြံတဲ့6ပွဲမှာဆိုရင်လည်းအနည်းဆုံး9ပွဲလောက်နိုင်ပြီး2ပွဲလောက်သိရကြမှ128ကဝင်ခွင့်ရဖို့အတွက်ကတေချာနှီးပါလောက်ရှိမှဖြစ်တဲ့အတွက်ကိုဆိုရင်ဒီဘွဲကလုံးဝကိုရှုံးလို့မရပဲနဲ့အနိုင်ရလက်ကိုဖောက်ဆောင်နိုင်မှုတော့လိုအပ်ပါတယ် နိုင်ဝဲရောက်မှုတော့အာနစ်စလော့ကဒီပွဲထွက်လာမဲ့လူစင်းနဲ့နီးပြွားပိုင်းကိုတေချာလေးရွေးချယ်ရပါမယ်။ဒီတိုက်စစ်ပိုင်း option မှာဆိုရင်ဆာလာပါဝင်ခြင်းနဲ့ဆာလာမပါဝင်ခြင်းတို့ရဲ့အသေးချက်နဲ့အားနည်းချက်တွေကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးအောင်ပါခင်ဗျာ။ကျွန်တော်တို့ပထမအပိုင်းအနေနဲ့ဒီဆာလာပါဝင်ခြင်းရဲ့အသေးချက်တွေကိုပြောမယ်ဆိုရင်ဆာလာဆိုရင်ကျွန်တော်တို့လက်ရှိလီဗာပူးရဲ့တိုက်စစ်ပိုင်းမှာကစားနေတဲ့ကစားသမားတွေထက်ကိုဒီပြိုင်ဘက်တွေရဲ့မခန့်မှန်းနိုင်တဲ့အနေထားနေပြီးတော့ ဂိုးဝင်အောင်လို့အဆုံးတက်နိုင်တဲ့စွမ်းရည်ပိုကောင်းတယ်ပြီးတော့ box ထဲမှာဆိုရင်လည်းသူ့ရဲ့ finishing ဘိုင်းကဒီတခြားသူတွေထက်ပိုပြီးတော့အမြင်ဆူးချပြီးတော့ပြိုင်ဘက်တွေအခက်ပိုတွေ့အောင်လို့လုံနိုင်တယ်ပြီးတော့သူ့ရဲ့ vision နဲ့သူ့ရဲ့ chance creation เนี่ยဆိုရင်လည်းတခြားသူတွေထက်ကိုပိုကောင်းတဲ့အတွက်သူ့စီကနေ twin goal တွေမရရှိရင်တော့မှ creation တွေကိုမျှော်လင့်လို့ရပါတယ် ါပေမဲ့ဆာလာပါလာရင်ဘာတွေအားနည်းသွားမလဲဆိုတော့ကျွန်တော်တို့ရဲ့ defensive structure တွေအားနည်းသွားမယ်ကျွန်တော်တို့ဒီကွင်းလယ်နဲ့နောက်တန်းချားမှာဆိုရင် space အကျယ်ကြီးတွေပေါ်လာနိုင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ attack to defense action တွေမှာဆိုရင်လည်း lower chat တွေပေါ်လာနိုင်ပါတယ် pressing system မှာလည်းနည်းနည်းအနည်းနဲ့အများတော့အားရော့နိုင်ပြီးတော့ကျွန်တော်တို့ကွင်းလယ်နဲ့နောက်တန်းကစားသမားတွေကဆိုရင်လည်းလှုပ်အားနှုံးကိုပို့ပေးရမှာဖြစ်ပါတယ် ပြီးတော့ဒီဆာလာကိုပွဲထွက်ကစားသမားအနေပွဲထုတ်လာခြင်းအားဆိုရင်အာနီစလော့အနေနဲ့ကသူ့ရဲ့ထင်မြင်ချက်နဲ့သူ့ရဲ့ခိန်ချက်ကိုလည်းအလျှော့ပေးလိုက်ပြီးတော့ဆာလာကိုတုံးတာဆိုရင်ဒီတခြားကြံတဲ့ကစားသမားတွေအပေါ်ပါသူ့ရဲ့အာနာတက်ရောက်မှုကအနည်းနဲ့များတော့ထိခိုက်နိုင်ပါတယ်အကယ်၍ဒီဆာလာကိုထည့်ပြီးတော့မှအာနီစလောအနေနဲ့သူ့အနေနဲ့နီးစနစ်ပိုင်းပြောင်းနေတာမျိုးဖြစ်ဖြစ်ဆာလာခြေစွမ်းမပြလို့ပဲဖြစ်ဖြစ်ပေါ့နော်လူစားလဲမှုကိုခတ်စောစောလုပ်မယ်ဆိုရင်ဒီဆာလာရဲ့ အပြုမူတွေပေါ့မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအတွင်းရေးပြဿနာတွေကလူသိချင်းကြာဖြစ်ပေါ်လာနိုင်ပြီးတော့ပြဿနာတွေပုံမူကြီးထွားလာနိုင်နေပေါ့နော်ဒါဆိုရင်ဆာလာပါဝင်ခြင်းရဲ့အားတချက်နဲ့အားနည်းချက်တွေဖြစ်ပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းအနေနဲ့ဆာလာမပါဝင်နဲ့ကျွန်တော်တို့အားတချက်နဲ့အားနည်းချက်တွေကိုဆက်လက်ဆွေးနွေးရအောင်ပါ ကျွန်တော်တို့ဒီစာလာမပါတဲ့အာသာချက်တွေကိုဆွေးနွေးရမယ်ဆိုရင်ကျွန်တော်တို့အတင်းရဲ့တိုက်စင်းနဲ့ခံစစ်ဟန်ချက်ကပိုတည်ငြိမ်လာမယ်ပြီးရင်ကျွန်တော်တို့ရဲ့ defensive structure ကလည်းပိုအားကောင်းမယ် pressing system တွေပိုကောင်းပြီးတော့ကျွန်တော်တို့ queen လည်းနဲ့နောက်တန်းကစားသမားတွေဆိုရင်တို့ရဲ့ duty function တွေပဲတေချာအာရုံစိုက်နိုင်မယ်အားနည်းဆုံးကလည်းဒီစာလာမပါဘဲနဲ့အနိုင်ရခဲ့မယ်ဆိုရင်ကျွန်တော်တို့ သူ့အနေနဲ့ကဆာလာမပါလဲကျွန်တော်တို့လီဗာပူးအသင်းကအနိုင်ယူနိုင်ချောင်းဆိုတဲ့အရာကိုတက်တည်ပြဖို့ကြိုးစားနေတဲ့သူ့ရဲ့စနစ်နဲ့သူ့ရဲ့ခင်ချက်ကမှန်ကန်ချောင်းကိုတက်တည်ပြနိုင်ပြီးတော့သူ့ရဲ့ဩဇာအာဏာကိုလည်းကာကွယ်ရရောက်ပါတယ်။နောက်ဒီအာဏာချက်ကိုပြောမယ်ဆိုရင်တော့ဆာလာမပါဘဲနဲ့ဒါကျွန်တော်တို့ရလက်ကောင်းမရဘဲနဲ့ရှုံနေခဲ့မယ်ဆိုရင်ဒီဆာလာကိုထောက်ခံတဲ့ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေအပြင်ကုန်မှာ ကျွန်တော်တို့အတင်းရလကောင်းအောင်မစွမ်းဆောင်နိုင်တော့ဘူးလားဆိုတဲ့မေကွန်းတွေနဲ့အတူ အာနိဆိုတာသူ့ရဲ့နီးပြထိုင်ကုန်ကတော်တော်လေးလှုပ်ရမ်းသွားမဲ့အနေအထားမျိုးရှိပါတယ်ဆိုတော့ကျွန်တော်တို့အချက်လက်တွေအကုန်လုံးခြုံငုံပြီးတုံးတမ်းမယ်ဆိုရင်ဒီဆာလာပါဝင်ခြင်းနဲ့ဆာလာမပါဝင်ခြင်းနှစ်ခုစလုံးမှာ အားတာချက်အားနေချက်ကိုစီရှိနေတဲ့အတွက်အာနိဆိုရဲ့ဆုံးဖြတ်ချက်အရဆိုရင်ဒီနီးစက်နဲ့ပိုင်းထက်ကိုပို့ပြီးတော့စီမံခန့်ခွဲမှုပိုင်းဆိုင်ရာစွန့်စားခန်းလို့တတ်မှတ်ရမှာဖြစ်ပါတယ်ခင်ဗျာ ပြီးတော့ဒီအာနီဆိုရဲ့ဆုံးဖြတ်ချက်ကဒီအင်နာမီလန်နဲ့ပွဲတပွဲအထက်အတွက်တာမကပဲနဲ့ဒီသူ့ရဲ့လီဗာပူးနီးပြဘဝအတွက်ပါအဆုံးဖြတ်ဖြစ်လာနိုင်မဲ့ဆုံးဖြတ်ချက်မျိုးဖြစ်ပါလိမ့်မယ်အဆုံးသတ်မယ်ဆိုရင်ညီကိုရောအာနီဆိုကသူ့ရဲ့ခင်ချက်နဲ့အာနာကိုအလျှော့ပေးပြီးတော့စာလောက်ပြန်သုံးမယ်လို့ထင်လားဒါမှမဟုတ်သူ့ရဲ့ယုံကြည်ချက်အတိုင်းပဲစနစ်ကိုပို့ဦးစားပေးတဲ့အနေနဲ့စာလောက်အောက်ထားအောင်မယ်လို့ထင်ကြလားဘယ်လိုမြင်ကြလဲ ျွန်တော်အမြင်ကတော့ဒီဆာလာကိုအာဖရိကကပ်မသွားခင်အချိန်မှာတော့ဒီချန်ပီယံလိပွဲစဉ်ဟာဆိုရင်လဲ128မဝင်တော့မှာပေါ့နော်ဒီကျွန်တော်တို့နော့ကောက်စင်းရနေပြီးတော့နောက်တစ်ဆင့်ကိုပြန်လဲတက်လန်နိုင်ကြိုးစားခွင့်ရှိရတဲ့အတွက်အင်တာနက်ပွဲမှာဆာလာကိုတော့သုံးလာနိုင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ညီကိုတို့ရဲ့အမြင်ကိုလဲကိုမမဝင်မျှပေးသွားကြပါဦးခင်ဗျာအဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်လဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ